ွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းထောပနာပြုပါရယ်မြန်မာနိုင်ငံအတွက်ဆုတောင်းဝတ်ပြုခြင်းအဖွဲ့မှပါဝင်ကြတဲ့ယုံကြည်သူသားသမီးများနဲ့အတူဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုစင်စါဆင်ကျင်권ရတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်ခဏလေးဆုတောင်းရအောင်မြတ်တော်ရှင်ဘုရားသခင်နည်းနည်းလာသောနှုတ်ကပတ်တော်မှသစ္စာစကားများကိုသိမြင်နားလည်စေနိုင်ဖို့ ကျွန်တော်တို့ကျမတို့ရဲ့ဉာဏ်မျက်စိကိုပွင့်လင်းစေပါမိအကြောင်းယေရှုဖျားရဲ့မြတ်သောနာမ၌ဆက်ကဆုတောင်းကြပါသည်ဖျားအာမင်ဒီနေ့ညနေမှာဟေရှာယနဂတိကျအခန်းကြီး40မှာပါတဲ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းပါတယ်ဟေရှာယနဂတိကျဟာအပိုင်း3ပိုင်းပါရှိပါတယ်ပထမပိုင်းကတော့အခန်းကြီး1ကနေ35အထိပထမပိုင်းဖြစ်တယ်အခန်းကြီး40ကနေ55အထိဒုတိယပိုင်း 55နောက်ပိုင်းကနေ65အထိတတိယပိုင်းပေါ့နော်3ပိုင်းရှိပါအဲ့ဒီ3ပိုင်းမှာပထမပိုင်းကတော့ဘာဗလုန်လက်ထဲကိုမကြခင်မှာဣသရေလတိုင်းပြည်အာရှုရီလက်ထဲကိုမကြခင်မှာပေါ်ထွက်တဲ့ပရောဖက်ပြုချက်တွေဖြစ်တယ်အခန်းကြီး40ကနေဒုတိယပိုင်းကတော့ယူဒပြည်လည်းပဲဘာဗလုန်လက်အောက်ကိုရောက်သွားပြီးဣသရေလပြည်လည်းပဲရှုရီလက်အောက်ထဲကိုရောက်သွားပြီးတနည်းအားဖြင့်ဣသရေလ တိုင်းပြည်တစ်ခုလုံးပေါ့နော်အာအာရှရီနဲ့ဘာဘလုန်ရှင်ဘီယန်တို့ရှေ့မှာကျွန်အဖြစ် ရောက်သွားတဲ့အခါမှာဒါပရိုဖက်ဟေရှာယအဖြစ်ဘုရားသခင်ဖော်ပြတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့အခန်းကြီး40ကိုစတဲ့အခါမှာသူကဗာနဲ့စထားလဲဆိုတော့သင်တို့ဤဘုရားသခင်ငါငါဤလူမျိုးတော်ကိုနှစ်သိမ့်ပေးကြနှစ်သိမ့်ပေးကြဟုမိန့်တော်မူဤစစ်ပွဲပြီးဆုံးပြီထာဝရဘုရားဤလက်တော်မှာ မိမိအပြစ်တွေနှစ်ဆခံယူပြီးပြီဖြစ်၍အပြစ်လဲခွင့်လွှတ်ခြင်းခံရလေပြီဟုဂျေရုရှလင်မြို့အားကြီးညာပြီးနှစ်သိမ့်ပေးလောဆိုတော့နှစ်သိမ့်စီခြင်းပေါ့နော်အထူးသဖြင့် comfort ဣတရီလာလူမျိုးတွေကိုနှစ်သိမ့်မှုရဖို့ရန်အတွက်ဘုရားသခင်ရဲ့တည်စကားဖြစ်ပါတယ်ဒီရှေရအခန်းကြီး40ကိုကျွန်တော်တို့သခင်ခရစ်တော်ဘုရားလောကကိုကြွလာတဲ့အချိန်မှလည်းပဲ ပါတီဇန်ဆရာရှင်ယောဟန်ရဲ့သတင်းစကားကဒီအခန်းကြီးတွေကယူထားတာဖြစ်တယ်။ကောက်တော်လမ်းကိုဖျောက်တောင်ကြီးတွေကိုဖြိုးကြိုင်ဝန်းတို့ကိုဖိုးလမ်းကျန်းတို့ကိုပြုပြင်ကြပါထာဝရဘုရားသခင်ကိုရတော်တိုင်းကြွလာမယ်ကြွလာတော်မူရာလမ်းကိုပြင်ဆင်ကြပါဆိုတဲ့သတင်းစကားဖြစ်ပါတယ်။ဣသရေလလူမျိုးတွေကိုလည်းပဲဘုရားသခင်ကတကြွတနိုင်ငံပာသွားတဲ့အခါမှာဒီနှုတ်ကပတ်တော်ကိုစပြီးတော့ပြီးတယ်ဆိုတာကိုတွေ့ရတယ်။ ဲ့တော့တနည်းအားဖြင့်ဣတရီလာလူမျိုးတွေအဲ့ဒီအချိန်မှာဟိုဝမ်းနဲ့ကြေကွဲနေတဲ့ချိန်ပူပင်နေတဲ့ချိန်ကြောက်ရွံ့နေတဲ့ချိန်စစ်တေရှုံးပြီးတော့ပေါ့နော်စစ်တေရှုံးပြီးတော့အာငယ်ဝမ်းနဲ့ကြေကွဲနေရတဲ့ချိန်ဘယ်သူပဲဖြစ်ဖြစ်ဒါကျွန်တော်တို့အားလုံးသိပါတယ်တခြားနိုင်ငံမှာတိုင်းတစ်ပါးမှာသွားပြီးတော့ကျုံအဖြစ်ပေါ့နော်ခံရပြီးတော့ကိုယ့်ရဲ့ဘယင်မင်းချင်းမရှိတော့တဲ့အနေအထားစိတ်သက်ကြပြီးတော့ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့တွေ့ကြုံနေတဲ့အချိန်ကာလဖြစ်ပါ တဆက်ထဲမှာပဲအဲ့ဒီခေအဲ့ဒီအခါတုန်းကကျွန်တော်တို့စစ်တိုက်တယ်ဆိုရဲအရာကလည်းပဲဖျားချင်းရှင်တဲ့သဘောတွေလည်းကျွန်တော်တို့အများကြီးတွေ့ရဥပမာအာဘာဘလုန်နဲ့ဣသရေလလူမျိုးတွေစစ်တိုက်တယ်ဆိုရင်ဒါဘာဘလုန်ဖျားနဲ့နတ်ဖျားတွေနဲ့သာဝရဖျားနဲ့ဣသရေလဖျားနဲ့လည်းစစ်ချင်းပြိုင်နေဆိုတဲ့သဘောတရားတွေသူတို့စောင့်နေစောင့်နေတဲ့ကြောင့်မလို့အခုအာအာရှုရိလူမျိုးတွေဘာဘလုန်လူမျိုးတွေကဣသရေလလူမျိုးတွေကို အနိုင်တိုက်လိုက်တယ်ဆိုတဲ့အရာကသူတို့ဖျားတွေကပို့ပြီးတော့ကြီးမြတ်တယ်နော်ခွန်အားရှိတယ်မဆနိုင်တယ်ကဲမနိုင်တဲ့ဖျားဖြစ်တယ်ဆိုတဲ့အရာကိုဒီလိုလဲနားလဲတယ်ဒါကြောင့်မလို့ဒီဣတရီလလူမျိုးတွေကြားထဲမှာယူရလူမျိုးတွေကြားထဲမှာဒီပြဿနာဒီအခက်အခဲတွေအများကြီးရှိပါတယ်တကယ်ပဲဖျားသခင်ကဒီຢာတွေကိုမစွမ်းနိုင်တော့ဘူးလားမတိုက်နိုင်တော့ဘူးလားတော့မလုံနိုင်တော့ဘူးလား ငါတို့ကဆုံးရှုံးသွားပြီလားဘုရားသခင်ရဲ့အကြည့်ရှုအမစအကွယ်အကာကျေးဇူးတွေငါတို့မခံစားရတော့ဘူးလားဘုရားသခင်ကကြီးမြတ်တယ်ဆိုတဲ့ဟာကောင်းမြတ်တယ်ဆိုတဲ့အရာအရာခတ်သိမ်းကိုတက်ဆွမ်းနိုင်တယ်ဆိုတဲ့သဘောတရားတွေဟာဘယ်ရောက်သွားပြီလဲဆိုတဲ့အရာကိုတတရားဖြစ်နေတဲ့အချိန်လည်းပဲဖြစ်ပါဆိုအဲ့လိုအချိန်မျိုးမှာပေါ့နော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာပရောဖက်ဟေရှာယအဖြစ် ရောက်လာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရ။ဒါကြောင့်မလို့အခန်းကြီး40မှာအထူးသဖြင့်ဘုရားသခင်ရဲ့တကူကြီးချောင်းကိုအဖော်ပြထားတယ်။အခန်းကြီး40တခန်းလုံးမှာအပိုက်ငယ်30မှာဆိုရင်ကြည့်ရှုလို့ဘုရားသခင်သာဝရဘုရားသည်တကူဖြစ်ကြွလာတော်မူ၏။ကိုရောသည်လက်ယုံတော်ဖြစ်အုပ်စိုးတော်မူ၏။ကြည့်ရှုလို့ဆုလက်သည်ကိုရောနှင့်အတူရှိ၏။အဖိုးခသည်ကိုရောရှိမှရှိ၏။နော်။အပိုက်ငယ်22မှာဆိုရင် ကိုရောသည်မြေကြီးဆက်ဝိုင်းထက်တွင်စံပယ်တော်မူ၏မြေကြီးသားတို့သည်နှံကောင်းသဖွယ်ဖြစ်၏မိုးကောင်းကင်ကို မျက်နှာကျက်ကဲ့သို့ဖြတ်တော်မူ၏နေစရာတဲကဲ့သို့ဖြတ်တော်မူ၏နောက်ပြီးတော့အာအငယ်ဆက်ရှင်မှာလဲဖျားသခင်သည်မိသူနှင့်တူသည် သင်သည်ဖျားသခင်ကိုမိသည့်ပုံသဏ္ဍာန်နှင့်နှိုင်းရှင်ရမည်နီးပရိသမားသည်ယုတ်တုစင်တုကိုသွလုတ်တတ်သလော ပဋိသမားသည်လည်းထိုယုတ်တုကိုရွှေဖြစ်မိုးမှန်ပြီးငွေဆွေးကြွေးလုပ်ပေးတတ်၏စင်ရသားမူကမဆွေးမြေ့နိုင်သောတစ်သားကိုရွေးယူပြီးလေမလဲနိုင်သောယုတ်တုကိုထုလုပ်ပေးရန်ကြွန့်ကျင်သောဘဘူးဆရာတို့ကိုရှာပွေတတ်၏သင်တို့မသိကြသလားသင်တို့မကြားဘူးကြသလားအစဦးကလေးကသင်တို့ကိုမပြောခဲ့ကြသလားမြေကြီးစတီကလေးကသင်တို့နားမလည်ခဲ့သလားဖခင်ကမြေကြီးစတီကလေးက ဒီဆက်ကြဝဠာကြီးတစ်ခုလုံးမရှိခင်ကတည်းကရှိနေတယ်ဆိုတဲ့အကြောင်းတကူကြီးတယ်ဆိုတဲ့အကြောင်းအရာခတ်သိမ်းရဘုရားသခင်လက်တော်ထဲမှာရှိနေတယ်ဆိုတဲ့အကြောင်းလူရဲ့လက်အဖြစ်ပေါ်လာတဲ့နတ်ဘုရားတွေဟာကြီးကျယ်မြင့်မြတ်တဲ့အရာတွေမဟုတ်ကြောင်းထာဝရဘုရားသခင်သာလေကြီးမြတ်၍ခွန်အားကြီးတော်မူသောဘုရားဖြစ်ကြောင်းအဲ့ဒီဘုရားသခင်ဟာ တကူတော်အဖြစ်လူမျိုးလုံးကိုအကြည့်ရှုကြွလာမယ်ဟေရှာယ40မှာ ဖော်ပြထားတာဘုရားသခင်ကိုတော်တိုင်အကြည့်ရှုကြွလာမယ်ဘုရားသခင်ကိုတော်တိုင်ဂယုနာတော်အဖြစ်ပြန်ပြီးတော့ခြေစုပ်ပြုမယ်ဘုရားသခင်ကိုတော်တိုင် ကြီးမားအောဘွေရာအမှုတွေကိုဘုရားသခင်ရဲ့တကူတော်အဖြစ်ဘုရားသခင်ပြုမယ်ဒါကြောင့်မလို့ယခုခံရတဲ့ဆင်းရဲဒုက္ခနဲ့ယခုပါသွားတဲ့เนาะကျုံဖြစ်ပွားသွားတဲ့အရာတွေအပေါ်မှာပဲမင်းတို့တွေဟိုစိုးရင်ကြောက်ရွံ့ထိတ်လန့်မနေနဲ့အာဒီအဆက်ကွဲခြင်းဒီဆင်းရဲခြင်းတွေဒီနွမ်းနယ်ခြင်းတွေဟာ ပြီးဆုံးသွားပြီဖြစ်တယ်နော်ပြီးဆုံးသွားပြီဖြစ်တယ်ထပ်ပြီးတော့မင်းတို့ထပ်ပြီးတော့ခံစားရမယ့်အရာကဖရာသခင်ကိုတော်တိုင်ကြွလာပြီးတော့မင်းတို့ကို အကြည့်ရှုကြွမယ်သူကိုယ်တိုင်ကဲတင်ခြင်းအမှုကိုပြုမယ်သူကိုယ်တိုင်အဲယေရှုတရားကိုသွန်လောင်းမယ်နော်အဖို့အခနဲ့နော်ဆုလက်တရားသူနဲ့အတူပါလာမယ်အဲသူနဲ့အတူတူပါလာပြီးတဲ့အခါမှာမင်းတို့ပေးရမယ့်အဖို့အခကိုလည်းဖရာသခင်ကိုတော်တိုင်ပဲပေးမယ် မင်းတို့ခံစားရတဲ့စုလက်တွေကိုလည်းပဲဘုရားသခင်ကိုတော်တိုင်မင်းတို့ကိုပေးမယ်အဲဟေရှာယအခန်းကြီး40ကဒါကိုပြောတာဣသရေလလူမျိုးတွေဘုရားသခင်ရှေ့မှာပေးရမယ်အဖိုးခါတွေအလုံးကိုလည်းပဲဘုရားသခင်ကပဲဆက်ပေးမယ်ထို့နည်းတူဣသရေလလူမျိုးတွေခံစားရမယ်စုလက်တွေအကုန်လုံးကိုလည်းပဲဘုရားသခင်ကဣသရေလလူမျိုးစုကိုပေးမယ်အဲ့ဒီစုနှစ်ခုယူလာပြီးတော့မင်းတို့ရှိကိုကြွလာမယ် တကူတော်နဲ့ကြွလာမယ်လို့ဖော်ပြတာဖြစ်တယ်စိတ်အားငယ်ဝမ်းနည်းကြည်ကွဲနေတဲ့ဣတရီလလူမျိုးအတွက်အင်မတမနှစ်သိမ့်ခွန်အားရစီမဲ့တည်င်းစကားကိုဘုရားသခင်ပို့တာဖြစ်တယ်အဲ့ဒါပြီးတော့သူပရောဖက်ဟေရှာယအားဖြင့်ထပ်ပြီးတော့ဘုရားသခင်ဘာပြောလဲဆိုတော့သူရဲ့နှုတ်ကပတ်တော်အကြောင်းကိုပြောတယ်အဲ့ဒီဘုရားသခင်ရဲ့စကားတော့လူမျိုးတော်အတွက် လာတဲ့အခါမှာအဲ့ဒီဘုရားသခင်ရဲ့စကားတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာတဲ့နော်ဟစ်ကျော်လောဟုဆိုလင်တယောက်ကမိသည့်အရာကိုဟစ်ကျော်ရမည်နီးဟုမေးတော့လူအပေါင်းတို့သည်မျက်ပင်ဖြစ်ကြ၏သူတို့ဤကောင်းမြတ်ခြင်းရှိသည်များသည်လည်းကွင်းပြင်၌ရှိသောပန်းပွင့်ကဲ့သို့ဖြစ်ကြ၏ထာဝရဘုရားအသက်ရှူထုတ်လိုက်သောအခါမျက်ပင်သည် သွေးချောက်၍ပန်းပွင့်လည်းညှိုးနှံတတ်၏အကယ်စင်စစ်လူတို့သည် မျက်ပင်ကဲ့သို့ဖြစ်၏မျက်ပင်သည်သွေးချောက်တတ်၏ပန်းပွင့်သည်ညှိုးတတ်၏ ငါတို့ဘုရားသခင်ဤနှုတ်ကပတော်မူကအစဉ်အမြဲတည်လိမ့်မည်ဟုဆိုလေ၏ဆိုတော့ဒုတိယကဟိဆရာအဖြစ်ဘုရားသခင်ကပြောလဲဆိုတော့လူတွေရဲ့ကြီးကျယ်ခြင်းခန္ဓာခြင်းမြင့်မြတ်ခြင်းတွေအလုံးဟာမြတ်ပင်ကဲ့သို့ပဲပန်းပွင့်ကဲ့သို့ပဲအခိုးငွေကဲ့သို့ပဲ ဖရာသခင်ရဲ့နှုတ်ကပတ်တော်ဒီသာလေထာဝရတည်တာဖြစ်တယ်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ဒီသာလေထာဝရရှင်သန်တာဖြစ်တယ်ဒါကြောင့်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘလောက်ကြီးမြတ်ခမ်းနားတဲ့เนาะလူတွေရဲ့ကြီးမြတ်ခြင်းခမ်းနားခြင်းတွေကိုပဲဘလောက်ပဲတွေ့နေပါစေစိုးရိမ်ပူပန်ခြင်းကြောက်ရွံ့ထိတ်လန့်ခြင်းမရှိတဲ့ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုပဲမိခိုခိုလိုပြီးတော့အသက်ရှင်မှာအဲ့ဒီနှုတ်ကပတ်တော်ကကောင်းမြတ်တယ်နှုတ်ကပတ်တော်အားဖြင့်ဖရာသခင်ဟာเนาะ ကမ္ဘာလောကကြီးကိုလည်းပဲဖန်ဆင်းတယ်နှုတ်ကပတ်တော်အာဖြစ်ကမ္ဘာလောကကြီးကိုကင်တင်တယ်နှုတ်တော်ထွဲ့အမိတ်တော်အာဖြစ်ဘုရားသခင်ဒီအရာခသိန်းကိုဖြစ်စေတယ်ဒါကြောင့်မလို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာသာဝရအစဉ်တည်သောအရာဖြစ်တဲ့အတွက်ကြောင့်မလို့နော်မင်းတို့ဟာခုနပြောတဲ့လူခွန်အားကြီးတဲ့အပေါ်မှာမခိုလုံမဲနဲ့သာဝရဖျန်းထံမှာပဲခိုလုံပါဆိုပြီးတော့ဟေရှာယ40မှာဒုတိယသတင်းစကားထပ်ပြီးတော့ပြီးတယ် တတိယသတင်းစကားကတော့ဗာလဲဆိုတော့အခန်းငယ်28ကအစုံအထိသင်တို့မသိဘူးသလားသင်တို့မကြားဘူးသလားသာဝရဘုရားသည်အစီအမြဲတည်တော်မူသောဘုရားသခင်မြေကြီးစွန့်တိုင်အောင်ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏ကိုတော်သည်အာအင် ကုန်ခန်းတော်မမူမောပန်းတော်မမူကိုတော်ဤညံလဲစစ်၍မကုန်နိုင် ကိုတော်သည် မောသောသူတို့အားခွန်အားပေးတော်မူ၏အစွမ်းမရှိသောသူတို့အားစွမ်းအားနှင့်ပြည့်စုံစေတော်မူ၏ လူငယ်တို့ပင်လည်းအာအင်ကုန်ခန်း၍မောပန်းကြလိမ့်မည်။တမ္မာသော လူငယ်တို့သည်လည်းခလုတ်တိုက်လဲကြလိမ့်မည်။သာဝရဘုရားကိုစောက်မြော်သောသူတို့မူကားခွန်အားသည်နှင့်ပြည့်လိမ့်မည်။သူတို့သည်လင်းယုံကဲ့သို့အတောင်ပံဖြစ်အထက်သို့ပြန်တက်ကြလိမ့်မည်။ပြေးသောအခါမောပန်းကြမည်မဟုတ်။သွာလာသောအခါအာအင်ကုန်ခန်းကြမည်မဟုတ်။ဆိုဘုရားသခင်ကိုမျှော်ကြည့်သောသူတို့ကိုလည်းဘုရားသခင်ကခွန်အားပေးတဲ့ဘုရားဖြစ်တယ် မာဇာတဲ့ဖရာဖြစ်တယ်နော်ဖရာသခင်ကိုမျော်လင့်ပြီးတော့အသက်ရှင်တဲ့သူဖရာသခင်ကိုခိုလုံပြီးတော့အသက်ရှင်တဲ့သူတွေဟာဘယ်တော့မှအင်အားချိနေတော့မှမဟုတ်ဘူးဆုံရှုံတော့မှမဟုတ်ဘူးသူတို့ရဲ့အသက်တာဟာအမြဲတမ်းရွှေလင်းရုံကဲ့သို့အတောင်အသစ်ကိုပြုတ်ပြင်ပြီးတော့ပြေးတော်လဲမမောခီးသွားတော်လဲမပင်ပန်းရဖရာသခင်ရဲ့မဆာခြင်းနဲ့နှစ်သိမ့်ခြင်းကို ကောင်းကြီးမင်္ဂလာကိုခံစားရလိမ့်မယ် ။ဒါကြောင့်မလို့ဖျားသခင်ကိုတော်တိုင်အကြည့်ရှုကြွက်လာမှာဖြစ်တဲ့အတွက်မင်းတို့ရဲ့စိတ်နှလုံးတွေကောက်ကျက်တဲ့အရာတွေဆင်းလဲတဲ့အရာတွေမမဖြောက်မတ်တဲ့အရာတွေကိုမင်းတို့ပြင်ဆင်ပြီးတော့သာဝရဖျားကိုမျှော်လင့်ပါမင်းတို့အတွက်စစ်မှုတာကုံသွားပြီမင်းတို့အတွက်ဝမ်းနဲ့ကြေကွင်းခြင်းကာလတွေကုံသွားပြီမင်းတို့အတွက်စိုးရင်ထိတ်လန့်စရာအချိန်ကာလတွေကုံသွားပြီဖျားသခင်ကိုတော်တိုင်အကြည့်ရှုကြွလာမယ်ဆိုတဲ့ဟေရှာယရဲ့ သတင်းစကားဖြစ်ပါဆိုတော့ဒီသတင်းစကားကခရစ်တော်အဖြစ်ပြည်စုံလာတယ်ဆိုတဲ့အရာကို ရှလူကာခရစ်ဝင်ကျမ်းထဲမှာဒါမှတ်တမ်းတင်ထားတယ်ပြောထားတယ်နောက်ပြီးတော့ဗတ္တိဇန်ဆရာယောဟန်ကိုရိုင်ကဒီသတင်းစကားကိုသူလူမျိုးတော်တွေအတွက်သူသိဆောင်ခဲ့ကောက်တော်လမ်းကိုဖြောက်ပါတောင်ကြီးတွေကိုဖြူပါကျိုင်ဝန်းတွေကိုဖုတ်ပါလမ်းကျန်းတို့ကိုပြုတ်ပြင်ပါเนาะ ဘုရားသခင်ကြွလာတဲ့လမ်းကိုပြင်ဆင်ပါဘုရားသခင်ဟာကောင်းမြတ်ခြင်းနဲ့စုံလင်ခြင်းနဲ့အတွေ့ဂျေဇုတရားတွေနဲ့အတူเนาะအပြည့်ရဲ့အဖို့အခပိဆက်ခြင်းနဲ့เนาะခံစားရမယ်စုဂျေဇုတွေနဲ့အတူတူကကြွလာမယ်ဆိုတဲ့သတင်းစကားကိုတခါပြန်ပြီးတော့ပရောဖက်ကြီးဟေရှာယရဲ့သတင်းစကားကိုမက်ဒီဆန်ဆီယာယိုဟန်ကပြန်ပြီးတော့ဖော်ပြထားတာကိုခရစ်ဝင်ကျမ်းတွေထဲမှာ ကျွန်တော်တို့တွေ့ရတယ် ချစ်သောဓမ္မမိတ်ဆွေတို့ကျွန်တော်တို့ဒီနေ့ရင်ဆိုင်နေရတဲ့တိုင်းနိုင်ငံမှာတွေ့ကြုံနေရတဲ့အခက်အခဲတွေကလည်းအင်မတန်မှနော်အာအဆုံးမသတ်နိုင်တော့မဲ့သဘောမျိုးတွေတခါတရံမှာကျွန်တော်တို့ခံစားလာရတာတွေရှိမှာပါပုံမူပြီးတော့ခက်ခဲလာတဲ့စစ်မဲ့ဖြစ်ပွားမှုတွေဟာပုံမူပြီးတော့အာများပြားလာတဲ့ဆုံရှုံမှုတွေနော်အဲတေးကြေမှုတွေပျက်စီးမှုတွေဟာပုံပြီးတော့တနေ့တခြားတိုးပွားလာတဲ့ အဲကျွန်တော်တို့ကကြောက်ရွံ့ထိတ်လန့်ခြင်းနဲ့အစဉ်အမြဲကျွန်တော်တို့အသက်ရှင်နေရတယ်ကျွန်တော်တို့ရဲ့ဆွတ်တောင်းခြင်းအသံတွေကလည်းအချိန်ကာလကြာလာတာနဲ့အမျှပေါ့နော်အဲကျွန်တော်တို့တဲမှာတခါတည်းမှာအားမလို့အားမရတဲ့အကြောင်းအရာတွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်ဒီနေ့ဟိရှာယအနာဂတ်ကြံအခန်းကြီး40မှာဘုရားသခင်ဟာသူ့အချိန်ကာလရောက်တဲ့အခါမှာကျွန်တော်တို့ကိုအကြည့်ရှုကြွလာမှာဖြစ်ပါတယ်ဘုရားသခင်ရဲ့တကူတော်အားဖြင့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ဒီကမ္ဘာလောကကြီးနဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံကိုလည်းပြန်လည်ပြီးတော့စုံလင်စေမှာဖြစ်တယ်ဂျေစုပြုမှာဖြစ်တယ်ဘုရားသခင်သူချစ်တဲ့သားသမီးတွေကိုသူဘတော်မှစွန့်ပြစ်မထားဘူးဘုရားရှင်ကိုတော်တိုင် အကြည့်ရှုကြွလာခြင်းအဖြစ်ကျွန်တော်ညီမတို့ရဲ့တက်တာမှာလွတ်မြောက်ခြင်းနဲ့ချမ်းသာခြင်းကိုကျွန်တော်တို့ရရှိစေနိုင်မှာ ဖြစ်တယ်သူဘုရားဟာမောသောသူတို့ကို ခေါ်အားပေးသောဖရာဖြစ်တယ်နော်ဖရာသခင်ကိုမျှော်ကြည့်သောသူတို့ကိုမဆတဲ့ဖရာဖြစ်တယ်နော်ကျွန်တော်တို့ရဲ့အနီးအပါးမှာရှိတယ်နော်ကျွန်တော်တို့ကိုအစင်မြဲခွန်အားသစ်နဲ့ပြည့်စုံစေတဲ့သူတွေဖြစ်တယ်ရွှေလင်းရုံကဲ့သို့အတောင်သစ်ကိုပြုပြရသောအခွင့်တကူကောင်းကြီးမင်္ဂလာတွေကိုပေးနိုင်သောအရှင်ပေးသောအရှင်မဆသောအရှင်ဖြစ်တယ်ထာဝရဘုရားကိုမြှုပ်ချပြီးတော့ထာဝရဘုရားကျွန်တော်တို့ကိုပေးတဲ့ ခွန်အားနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ဆွတ်တောင်းလျက်တိုင်းနိုင်ငံအတွက်ခြေတက်ဖို့ရမယ်အကြောင်းဖြစ်တယ်။ဘုရားသခင်ရဲ့တကိုးတော်ဘုရားသခင်ကိုတော်တိုင်စစ်သက်ကြွလာပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဆေလွတ်ပြီးတော့ကျွန်တော်တို့ရဲ့တိုင်းနိုင်ငံကိုအကြည့်ရှုကြွလာပြီးကောင်းချီးပေးမယ်ဆိုရင်ဘယ်အရာမှ တားဆီးလို့ရမှာမဟုတ်ဘူး။ဘုရားသခင်ရဲ့လက်တော်အားဖြင့်ကျွန်တော်တို့ကစုံလင်ခြင်းနဲ့ဝတ်မြောက်ခြင်းကြီးစုတော်တွေကို ခံစားရမှာဖြစ်တယ်ဆိုတဲ့အရာကိုဟေရှာယ40အဖြစ်ဒီနေ့အာဆူတောင်းသူရဲကောင်းတွေကိုနော်ဖတ်မှန်ပြီးတော့ခေါ်အားပေးလို့တယ်ကျွန်တော်တို့ထာဝရဘုရားကိုမျှော်ကြည့်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ပုံမိုးပြီးတော့တော့စူးစမ်းအားထုတ်ပြီးတော့ကျွန်တော်တို့ဆူတောင်းကြရအောင်စစ်မှုကာလတွေကုန်ဆုံးပြီးတော့ညီဝချမ်းသာတဲ့နေ့ရက်တွေကိုဘုရားသခင်ရဲ့တကူတော်အဖြစ်ရရှိခံစားစီမှုအလုံးက ကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းခြင်းအဖြစ်ဆက်လက်ပြီးတော့တူဝင်ကြပါစို့လို့ခွန်အားပေးလိုတယ်။ကျမ်းသာသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။အာမင်။ဆုတောင်းကြပါစို့။နန္နရကုန်ပြည့်စုံတော်မူ၍တာသမီပေါင်းတို့ကိုဆင်းမြဲချစ်တော်မူသောကောင်းကင်ဘုံရှင်အဖာဤချိန်နိုင်အတွက်ကိုရကိုကျေးဇူးတင်ပါတယ်။နေ့ရက်စတိုင်းတရပီတရပို့ဆောင်ကောင်းကြီးပေးသူတို့ကြောင့်ကိုရရှဲနာမတော်ကိုချီးမွမ်းပါတယ်။အသက်ရှင်တော်မူသောဖာ ်နေသားသမီးတို့ဒီညမှာတတိယမြစ်တာပို့ဆွတောင်းပေးလို့ဒီမှာမြန်မာပြည်အတွက်ဖြစ်ပါတယ်သားသမီးတို့ရဲ့တိုင်းနိုင်ငံတော်ကြီးကိုဘုရားသခင်လက်တော်ထဲမှာဆက်ကအနံပါ၏အထူးသဖြင့်မြန်မာပြည်ဒီခက်ခဲအကျက်တဲပြဿနာများနဲ့ရင်ဆိုင်ကြုံတွေ့နေရသည်မှာနေရှိလာများဖြစ်ပါတယ်ကိုရရှင်ဘုရား ဒီနေ့မှလည်းတိုင်းသူပြည်သားတွေဟာပြည်တွင်းစစ်ကြောင်းမှုလိုအခက်အခဲတွေအကျက်တဲပြဿနာတွေများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပါတယ်။အထူးသဖြင့်တိုင်းပြည်ကိုမင်းလို့အုပ်ချုပ်လို့ရှိတဲ့ခေါင်းဆောင်တွေအပေါ်မှာဝိညာဉ်တော်ဘုရားအုပ်စိုးပါလမ်းပြရမှုပါ။အိုးဖာဘုရားခင်ဒီတိုင်းပြည်ဟာကိုရရှင်ဘုရားအုပ်စိုးတော်နိုင်ငံဖြစ်စေရန်အလို့ငှား ကိုရောလက်တော်ထဲမှာစက္ကန့်အနှံဆူတောင်းပါတယ်။သာသမီတို့ရဲ့အမိမြန်မာနိုင်ငံတော်ကြီးကိုအလင်းအမြန်ပြန်လဲပြီးတော့မှငင်းချမ်းသာယာဝပြောတော့တိုင်းပြည်ကြီးပြန်လဲဖြစ်စေလာနိုင်ရဲ့အလို့ငါတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုရောရှင်ပြလမ်းပြလေးကောင်းကြီးပေးပါမိကြောင်းဆူတောင်းစက္ကန့်အနှံပါ၏။အထူးသဖြင့်ပြည်တွင်းစစ်ကြောင်းမလို့မြန်မာပြည်တွင်းထဲမှာတိုင်းသူပြည်သားများသည့်အခက်အခဲအကျတဲ့ပြဿနာများနဲ့ရင်ဆိုင်ကြုံတွေ့နေရမှာယနေ့ထိတိုင်အောင်ဖြစ်ပါတယ်။အထူးသဖြင့်တိုင်းရင်းသား ညီကိုမောင်နှမတွေအတွက်တရားဆုတောင်းပါတယ်တိုင်းရင်သားလက်နက်ကင်အဖွဲ့အစည်းတွေအားလုံးပေါ်မှာဘုရားသခင်ဝိညာဉ်တော်ဘုရားလမ်းပြလျက်အုပ်စိုးပါကောင်းချီးပေးပါခေါင်းဆောင်တယောက်ချင်းစီတိုင်းပေါ်မှာလည်းဘုရားသခင်အတူပါရှိလျက်ဉာဏ်ပညာစုကျေးဇူးကိုဝရရှင်ဘုရားပေးသနာတော်မူပါမိကြောင်းဆုတောင်းဆက်ကဲအနံပါ၏အထူးသဖြင့်နေရာဒီဒိတာတီတီမှာမိမိရဲ့အဲအိုးအိမ်တွေကိုစွန့်ခွာပြီးတော့မှနေရာထွက်ခွာ တင်းရှောင်နေကြတော့ပြည်သူပြည်သားများတို့လည်းဆုတောင်းပါတယ်မိမိတို့ရဲ့အိမ်တွေမိရှုဖြစ်စည်းခံရတဲ့သူတွေများစွာရှိပါတယ်တာသမီတွေဆုံးရှုံးသွားတဲ့မိဘများလည်းရှိပါတယ်သူတို့ကိုလည်းကိုရရှင်ပြားညီသက်ချင်းကိုပေးပါနှစ်သိမ့်ချင်းခွန်အားကိုကိုရရှင်ပြင်ဆင်ပေးပါမိချတတိယမြတ်တာပို့ဆုတောင်းပေးပါတယ်မြမပြည်အနေနဲ့ရရမှရှိကြတဲ့စစ်ပေးရှောင်ပြည်သူများတို့လည်းတတိယဆုတောင်းပေးပါကိုရရှင်ပြခက်ခဲလာတော့အချိန်ကာလတွေကိုဖြတ်တန်းနေရတာဖြစ်တဲ့အတွက်ကြောင့်နေရစတဲ့အတိုင်း လုံခြုံစွာနေထိုင်ရသောအခွင့်နှင့်တူဝါလွန်စွာစားတောက်ရသောအခွင့်ကိုလည်းကိုရောပြင်ဆင်ပေးပါမိကြောင်းတတိယမြတ်တပ်ကိုဆွတောင်းပေးပါတယ်။ယခုနေထိုင်တဲ့အရှိတဲ့နေရာဒေသတွေဟာမိမိတို့ရဲ့နေအိမ်တွေမဟုတ်တဲ့အတွက်ကြောင့်မို့လို့အခက်အခဲတွေနဲ့ များစွာရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်သို့တော်လည်းပဲဘုရားသခင်ဒီစစ်ဘေးရှောင်ပြည်သူတွေနဲ့အတူနေ့ရက်စတိုင်းကိုရတူပါရှိတဲ့နှစ်သိချင်းခွန်အားကိုကိုရပြင်ဆင်ပေးပါမိကြောင်းတတော်တဲ့မှာစက္ကန့်အနှံဆူတောင်းပါတယ်အထူးသဖြင့်တိုင်းပြည်ရဲ့အခက်အခဲတွေကြောင့်မလို့မိမိရဲ့နေရက်ဒေသတွေကိုထွက်ခွာနေကြရတဲ့အထက်မှာအသက်ကြီးရွယ်အိုတွေမိုးဆိုးမှမြို့ဝမဲ့ကလေးသူငယ်များကိုဝန်ဆောင်များနဲ့တကွခန္ဓာကိုယ်မတန်ဆွမ်းလည်းရှိတဲ့ညီကိုမောင်နှမတွေများစွာရှိမှာဖြစ်ပါတယ်သူတို့ကိုလည်းဘုရားရှင်ဝေကာပါမဆာပါကောင်းချီးပေးရမှာ ါနေရစတိုင်းဘေးဘေးလွတ်လုံးချုံရသူဘုရားသခင်ပို့ဆောင်ကောင်းကြီးပေးပါပြီကြောင်းကိုရရဲ့လက်တော်ထဲမှာဆက်ကအနဆုတောင်းပါ၏တိုင်းပြည်ရဲ့အခက်အခဲများကြောင့်မို့လို့ဒီရင်ပြပကနေလူတန်းပေးနေကြသောအလူရှင်တွေအတွက်လည်းတတိယဆုတောင်းပေးပါတယ်အထူးသဖြင့်မိမိတို့တည်တဲ့အလူရှင်များတော်လကောင်မတည်တဲ့အလူရှင်များပေါ်မှာတော်လကောင်ဘုရားရှင်ကျွယ်ဝတော်ကောင်းကြီးမင်္ဂလာများချပေးတော်လောင်းတော်မူ၍ဤလုံငါဟာယေရှုဖြစ်တဲ့အတွက်ကြောင့်မို့လို့အလူရှင်များကိုလည်းဆက်လက်ပြီးတော့မှခွန်အားနဲ့ပြည့်စုံစေပါ ိုင်းပြည်ကြီးပြန်လဲကောင်းမွန်လာသည့်ထိတိုင်အောင်တိုင်းပြည်သားတွေကိုအလုတ်ကျွေးပြုစုနိုင်သောကုညီဖေးမနိုင်သောလက်တဆုပ်များဖြစ်စေနိုင်ရန်အလို့ငါလဲကိုရရှင်ပြဆက်လိုက်ပြီးကောင်းချီးပေးပါမိကြောင်းဘုရားရဲ့လက်တော်ထဲမှာစက္ကန့်အနံဆုတောင်းပါရဖဗျာအသက်ရှင်တော်မူ၏သားတွေပေါင်းမှုကိုအစင်းမြစ်တော်မူသောကောင်းကင်ဘုံရှင်ဖာ အထူးသဖြင့်သာသမီတို့ရဲ့မြန်မာနိုင်ငံတွင်းထဲမှာရှိသောအသင်းတော်အသီးသီးတို့လည်းတရိယာမြတ်တာပို့ဆွတ်တောင်းပေးပါတယ်။ဂိုင်းကနာအသီးသီးမှာတာဝန်ယူထမ်းဆောင်နေကြသောခေါင်းဆောင်ကြီးများအားလုံးပေါ်မှာတော်လကောင်းတင်ဝင်သူအားလုံးပေါ်မှာတော်လကောင်းပြည့်ရှင်ကောင်းကြီးပေးတော်မူပါ။အနေနဲ့ရဲ့ရဲ့မှာရှိကြတဲ့တိုင်းရင်သားညီကိုမောင်နှမတွေနဲ့တကွာအတင်းသူတင်းသားများအားလုံးပေါ်မှာလည်းဘုရားရှင်ကွယ်ကပါမစားပါကောင်းချီးပေးပါမိကြတတိယမြတ်တော်ဘုဆုတောင်းပေးပါတယ်အာကုံစေးနှောင်းကြီးမြင့်ခြင်းနေပေါ်မှာလည်းဘုရားရှင် အာဒီအမှုရတွေကိုလည်းကိုရောအုပ်စိုးပါမိကြောင်းကိုရောလက်တော်ထဲမှာစက္ကအနဆူတောင်းပါတယ်အထူးသဖြင့်တိုင်းပြည်တွင်းထဲမှာအလုပ်လက်မဲ့ဖြစ်နေကြတဲ့ လူငယ်လူရွယ်များအတွက်ပေါ်မှာဆိုလကောက်မိမိတို့အိမ်ထောင်မိသားစုဆောက်ဝတ်နေဒုက္ခရောက်တဲ့ရှေ့နေကြတော့မိသားစုအိမ်ထောင်မိသားစုတွေပေါ်မှာတော့လကောက်ဝိညာဉ်တော်ဖျားမဆပါကောင်းကြီးပေးပါနေ့ရက်စတိုင်းဝါလွန်စွာစတော့ရတော့အခွင့်နဲ့တူလုံခြုံစွာနေထိုင်ရတော့အခွင့်ကိုလည်းကိုယ်ပြင်ဆင်ပေးပါမိကြောင်းတတိယမြတ်တာပူဆုတောင်းပေးပါတယ်အသင်းတော်အသီးသီးမှတောင်းဝန်ယူနေကြတော့မူရောဆောင်တွေအားလုံးပေါ်မှာလည်းဖျားကောင်းကြီးပေးပါတိုင်းပြည်ခက်ခဲရောက်ရှိနေတဲ့အချိန်ကာလမှာဖျားသခင်မိမိတို့အားဖြင့် တိုင်းသူပြည်သားတွေကောင်းကြီးမင်္ဂလာရရှိစေရန်အလို့ငါအသင်းတော်တီတီကနေလေမိမိတို့အဲတက်နိုင်တဲ့ဘက်ကနေပါဝင်ပြီးတော့မှကုညီပံ့ပိုးနေကြတဲ့သူများစွာလည်းရှိပါတယ်ဒီကုညီပံ့ပိုးမှုတွေအားလုံးပေါ်မှာလည်းဘုရားခင်အထူပါရှိလက်ကိုရကောင်းကြည့်ပြီးတော့မူပါတအုပ်နဲ့ဒူပြန်လန်းဆုတောင်းမြတ်တာပို့တာခြင်းတော်၎င်းကုညီမဆာခြင်းအားဖြင့်တော်၎င်းတယောက်နဲ့တယောက်ပြန်လန်း အပံပိုးကူညီနိုင်တော့သူများဖြစ်စေနိုင်ရဲ့အလို့ငါလည်းတန်ရှင်တော်ဝိညာဉ်တော်ဗျာလန်းပြလေကောင်းချီးပေးပါမိကြောင်းတရိယာမြတ်တာဘုဆုတောင်းပေးပါတယ်။တိုင်းပြည်အတွင်းထဲမှာအထူးသဖြင့်စေုံကြီးစေုံငယ်များမှဆေဝါကူတာမှုခံယူနေကြတော့နာတာရှိယောဂသည်များနဲ့တကွယောဂအတိအသီးကိုခံစားနေကြရသောလူနာများအတွက်လည်းတတိယဆုတောင်းပေးပါတယ်။ဇေဝမလုံလောက်မှုတွေဇေဝတွေမှာလည်းဝယ်ယူရတဲ့အခါမှာဇေနှလုံး ကြီးမြင့်ခြင်းတွေရှိနေတာဖြစ်ပါတယ်တို့အမှုရာတွေအတွက်လည်းကိုရထမှာဆက်ကအနံမှာတဲ့မိမိတို့လိုအပ်တဲ့အရာတွေကိုကောင်းမွန်လုံလောက်စွာဖြင့်အသုံးစွဲပြုနိုင်ရသောအခွင့်ကိုလည်းကိုရပြင်ဆင်ပေးပါမိကြောင်းနဲ့တကွာအလင်းမြန်ကြမရသောအခွင့်ကိုလည်းကိုရပြင်ဆင်ပေးပါမိကြောင်းကိုရရဲ့လက်တော်ထဲမှာစက္ကန့်အနံဆူတောင်းတဲ့အခါမှာမနေ့ကနေ့နောက်ကာလမပြောင်းလဲသောသားရိုယေရှုဖျား၏မြတ်တော်နာမကိုမိပြုလျက်စက္ကန့်အနံဆူတောင်းကြပါသည်ဖဖျားအာမင် ထနာတော်ကြီးကိုအတူတူကရွတ်ဆူဆူတောင်းကြကိုဟမ်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖကုတော်၏နာမတော်အားယူသိလေးမြချင်ရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်ပြည့်စုံခြင်းများသည့်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှပြည့်စုံပါစေသောအသက်မွေးလောက်သောအစာကိုကျွန်ုပ်တို့အားနေ့ရက်စဉ်အတိုင်းပေးသနာတော်မူပါသူတပါးသည့်အချက်တို့ကိုပြမသောအပြစ်များကိုအချက်တို့သည်လွတ်တဲ့ကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုဖြေလွတ်တော်မူပါအပြစ်သွေးဆောင်ရသူမလိုက်မပါစီပဲမကောင်းသော အမှုရာမှလည်းကယ်လွတ်တော်မူပါစုပိုင်သောခွင့်နှင့်ဘုံတကူအာနုဘောရောသည်ကမ္ဘာဆက်ဆက်ကုရော၌ရှိပါ၏အာမင်လူလူကျစီမိနိုင်သောဘုရားသခင်ညီသက်ချင်းကျေးဇူးတော်သည်ပရိသတ်တို့စိတ်နှလုံးနဲ့နိုင်ဘုရားသခင်နဲ့သာတော်သခင်ယေရှုခရစ်အားတည်ကျွမ်းခြင်းနဲ့ချစ်ခြင်းမြတ်လို့ခြင်းကိုခွဲကားဆောက်ရှောက်ပါစေတော့ အနန္တရကုရှင်သာဝရဘုရားဖြစ်တော်မူသောခမည်းတော်သာတော်တန်ရှင်သောဝိညာဉ်တော်၏ကြွယ်ဝပြည့်စုံသောကောင်းကြီးမင်္ဂလာဆုကျေးဇူးတို့သည်ဒီနေ့ဝိပုကျင်းမှာပါဝင်ကြတဲ့သာသမီများအလုံးနှင့်ဆက်ဆက်လက်ရှိသောမိသားစုဝင်များအပေါ်သို့တော်လကောင်းကျွန်တို့မြန်မာနိုင်ငံတော်ကြီးအပေါ်၌တော်လကောင်းယခုမှစကာလဆင်တဲ့ရောက်တည်ရှိစေတည်းအာမင်